ရန်ကုန်မြို့ဒဂုံမြို့တစ်တောင်ပိုင်းမြို့နယ်တရားရုံးမှာတက်ဆွဲနေထိုင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအဝေးပြေးလောင်ချာနဲ့ပြစ်ခတ်တိုက်ခိုက်ခံရတယ်လို့သိရပါဗျ။မနေ့ကဇွန်လ9ရက်နေ့ည10:30မိနစ်အချိန်ခန့်က79အဝေးပြေးလောင်ချာနဲ့50မမဘုံသီးနှလုံးနဲ့တောင်ဒဂုံတရားရုံးမှာတက်ဆွဲနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ရန်ကုန် Army YA ကထုတ်ပြန်ထားပါဗျ။ ည9နာရီကျော်ရင်ပြူတွေကကင်းပတ်တာတွေပေါ်တန်ဆွဲတာတွေရှိနေတော့ညကတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီးသိမ့်မတိကြဘူးနေရာကနည်းနည်းလှမ်းတာလဲပါမယ်လို့တောင်မြောက်လမ်းစုံနီးနေထိုင်သူတူက ARD Times ကိုပြောပါရယ်ရန်ကုန် Army YA နဲ့နောက်ပိုင်းခရိုင်ပကဖတို့ပူးပေါင်းပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေတက်ဆွဲနေတဲ့နေရာတွေကိုထိထိရောက်ရောက်ပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ YA ကဆိုပါရယ် ဒါအပြင်စင်ကောင်စီနဲ့ပတ်သက်တဲ့ပြစ်မှတ်တွေကိုဆက်လက်တိုက်ခိုက်သွားမယ်လို့လည်းအတိပေးဖော်ပြထားပါတယ်။တရားရုံးမှာတက်ဆွဲနေတဲ့စင်ကောင်စီတပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပေမဲ့ဒဂုံတောင်ပိုင်းမှာလမ်းပိတ်စစ်ဆေးမှုတွေမရှိဘဲတိုက်ခိုက်ခံရမှုကိုသတင်းဖုံးထားတယ်လို့သိရပါတယ်ရှင်။